အားလုံးပဲမင်္ဂလာပါအာစီတုတဆုံရတဆုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမကျူးရဲ့ကြာတော့ဒီလဲမောင်စကားဝိထုကို အပိုင်း14အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ကြာတော့ဒီလဲမောင်စကားအပိုင်း14အပိုင်း3 အခန်း1ရွှေပုံသားလမ်းကျယ်ကြီးကို ဖြတ်ကူးလိုက်စင်မှပင် သူမရင်ခုန်ပျော်ရွှင်လာပြီးလက်ဖြားများစတင်အေးဆက်လာသည် သူဘလိုပုံစံမျိုးဖြစ်နေပြီလဲလမ်း30နဲ့မဟာဗန္ဒူးလလမ်းဤတောင်ချိုးရှိအပြာနုရောင်ဆေးတုပ်ထားသောခွဲစိတ်ပစ္စည်းကရိယာအယောင်ဆိုင်ကိုအဝေးကလေးကလမ်းမြင်ရသည်ဆိုင်ရှိမှ လူ3-4ယောက်ခန့်စုပြုံရက်နေကြသည်ဖြတ်သွားဖြတ်လာလူတွေကလည်းဒီနေ့မှများလိုက်တာ နန္ဒကဘယ်မှာလဲဆိုင်ရှိမရောက်မီတဖြက်ဖြက်ခုန်နေသောနှလုံးမှာချက်ချင်းနှူးညံ့ငြိမ်သက်သွား၏နှစ်ပေါင်းဘလောက်ပဲကွဲကွာသွားပါစေ လူတွေဘလောက်ပဲရှုပ်ထွေးနေပါစေနန္ဒဤပုံစံမှာအရင်တုန်းကလိုပင် လူအများနဲ့ရောမသွားပဲကွဲပြားစွာတီးတန့်ပေါ်လွင်လျက်ရှိပါသည်29လမ်းကိုဖြက်ကူးလိုက်စင်မှပင်ဒီဘက်ကိုလှမ်းမြော်ကြည့်နေသောနန္ဒဤအပြုံးမျက်နာကိုတွေ့ရသည် ူသည်ငယ်စဉ်ကလိုပင်သပင်ခတ်တူတူညှက်ထားပြီးနတ်မောင်တန်ဆွမ်းသောသပင်များကနှစ်ပူးပေါ်ဝဲကြမနေပဲတန်းတန်းစွာအပေါ်သို့ထောင်းနေသည်နှစ်ထင်ပေးမှာခတ်တူတူဆန်ဆအနှဲငယ်သာရှိသည်မျက်နာကတော့လောကကြီး၏ဖိနှိပ်ထုထောင်းမှုတံကိုတသက်လုံးမခံခဲ့ရဘူးသူတယောက်၏နုညံ့၍ဖြူဝင်းနုဖက်သည့်မျက်နာနှာခေါင်းချွန်ချွန်အောက်ကပြည့်ရည်တည်တတ်သောနှာခမ်းပါးများမှာ ပန်းနုရောင်ဆူလက်နေမြေနောက်ပြီးပြရားရေဘေးပဝင်းကျင်ကို တခဏမြမေရော့သွားစီမိညို့ယူနိုင်စွမ်းသောမျက်လုံးများနှင့်ပါတကားတင်းတင်းသောနန္ဒကခတ်သွက်သွက်လျှောက်လာပြီးဇုံအနီးမှကပ်၍ရက်သည် မေးစပိုရှယ်ချောကလက်ရောင်နှင့်လုံချီမှဇီးရောင်ရခိုင်လုံချီအကွက်စစ်စစ်ကလေးများဖြစ်သည်သူမအိုတိုအန်တန်ပြုံးပြလိုက်ယုံမှလွဲ၍ ဘာစကားမှမပြောနိုင်လောက်အောင်ကြောင်အနေတော့သည်ကြည်စန်းငငယ်တုန်းကအတိုင်းပါပဲလားအိုလှလာတာတခုပဲရှိတယ်အိုလုတ်ပြီနန္ဒာတို့ကတော့တွတ်ွချင်းကိုမစင်မချင်းပြောပြစ်လိုက်ပြီလာတင်တင်စောမင်းဘာစားခဲ့ပြီလဲနန္ဒာဤပုံစံမှာတင်တင်စောနဲ့မနစ်တနေ့ကအတိအဆက်အသွယ်မပြတ်တော့ငယ်တငယ်ချင်းတူးကဲ့သို့ရင်းရင်းနှင်းနှင်းရှိလာသည် မစားခဲ့ရဘူးလာ သူကတခွန်းနဲ့ဆိုလျက်ရှေးမှလျှောက်သွားသည်ဇော်သူ့နောက်ကကတ်လိုက်လာခဲ့သည်တို့မတွေ့ကြတာဆယ်နှစ်ကျော်ပြီထင်မှရဲ့နော်နန္ဒကခန့်ငင်ငေးပြုံးရင်းစကားဆ ਈ ယခုအချိန်မှာတော့စားတွေ့စလို့သူမသိရှက်မနေတော့ပါအင်း၁၇နှစ်ပေါ့အခုတော့မင်းကိုထင်ထားတဲ့အတိုင်းဆရာဝန်ပဲဖြစ်နေရတာပါပဲမဟုတ်ဘူးလားသူကပြုံးမလို့လို့နဲ့မခန့်ချင်အောင်စလေသည် ဒါကတော့မိမိကအေးလေဘာပဲဖြစ်ဖြစ် ကိုပြောဖူးသားပဲမင်းဟာဆရာဝန်ပဲဖြစ်ဖို့ကောင်းတာပါဘလောက်အံ့ဩစရာကောင်းတယ်လဲတို့ဒီမနေ့ส่งကြတာဘလောက်ထူးဆန်းတယ်လဲနော်မထူးဆန်းပါဘူးချိုးနဲ့အဲနန္ဒာနဲ့တွေ့ပြီးနေကြမှာတော့ဇွန်နဲ့လည်းတွေ့ဖို့ရှိတော့တာပဲနန္ဒာကမဟာဗန္ဒူလာလန်းဤတောင်ဘက်ပလက်ဖောင်းပေါ်အရောက်တွင်ခဏရက်လျက်သူမကိုစိုက်ကြည့်၏ မင်းထင်သလားကျိုးကျော်ကကိုနဲ့မင်းကို တွေ့ပေးမယ်လို့မင်းထင်နေသလားဒီအတိုင်းဆိုရင်ဟိုတုန်းကလိုပဲမစ်သိပ်အနေတုံးပဲပေါ့စောသူ့ကိုနားမလဲစွာမော်ကြည့်မိသည်နနက်ခင်းနေအောင်ကြည်နုနုကသူ့မျက်လုံးများကိုပုံမတောက်ပစေပြီးသူ့နှခမ်းမှာမထီတရီအပြုံးကခုတွဲစေ။ဘာပြောတာလဲရင်ကိုဖြိုးကျော်နဲ့တွေ့တာ6လလောက်ရှိပြီ။မင်းအံ့ဩလား။6လ ဟုတ်မှာပါပဲကျိုးက6လလုံးလုံးနန္ဒအကြောင်းမပြောပဲမျိုးသိပ်ထားနိုင်မှာပါပဲကိုသူနဲ့တွေ့လိုက်ရတော့မင်းကိုတွေ့လိုက်ရတဲ့လောက်နေပါဝမ်းသာသွားတယ်ဒါပေမဲ့ तू ကမင်းနဲ့အဆက်အသွယ်မရှိဘူးလို့ပြောတယ်။အော်။ तू မမအံ့ဩတော့ပါ။နန္ဒကသူ့လက်ထဲမှကင်ထားသောစာအုပ်နှုတ်ကိုပတ်စံအိတ်အနက်ရောင်ကလေးဖြင့်တစ်ဖြက်ဖြက်ရိုက်လျက်တောင်ဘက်သို့ဆက်လျှောက်လေသည်။ကိုမယုံပါဘူး။ မင်းအကိုနဲ့သူ့အမနဲ့အိမ်အောင်ကြားထားတာဆယ်ရက်နေကလေးကကိုတိနေခဲ့တာပဲဒီမိသားစုနှစ်စုကအဆက်အသွယ်မရှိဘူးဆိုတာလုံးဝမယုံနိုင်ဘူးလေသူဘလောက်ပဲညင်ညင်မင်းနဲ့ပတ်သက်တာမှန်သမျှတရင်ရလို့ရညာသူနဲ့ဆက်ပြီးတွေ့နေခဲ့တယ်တစ်ချိန်ချိန်မှာမင်းနဲ့တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်ကကို့မှာအမြဲရှိနေတယ်လေသူမဤရင်သည်နူးညံ့စွာစတင်ခုန်လာပြန်၏ သူ့မျက်နာကိုမတိမတာခိုးကြည့်မိတော့ရှက်ကိုရှက်ကန်းပုံစံမျိုးမတွေ့ရ။တေချာမှုတစ်မျိုးကိုသာ တွေ့ရသည်။ငယ်စဉ်ကအတန်းထဲမှာအင်္ဂလိပ်စာပြည့်စင် တွေ့ရလိရှိသောတေချာမှုမျိုးပါပဲ။ဒါနဲ့မင်းဘာကြိုက်တတ်တယ်လဲမသိဘူး။ကော်ဖီတောက်မလား။ဒါမှမဟုတ်မင်းကလေးတွေကြိုက်လိရှိတဲ့မိုဟင်းကားတို့ဘာတို့သူမဟက်ခနဲ့ရေချလိုက်မိ၏။တို့ကတခြားနေရာတွေမှာ မိမဆန်ခြင်းဆန်မယ်ဒီနေရာမှာတော့မိမမဆန်ဘူးတို့မိုဟင်းကလုံးဝမကြိုက်ဘူးနန္နာကရင်မောဤဟုတ်လားကိုနဲ့မင်းနဲ့ဒီတစ်ချက်တော့တော်တော်ဆန့်ကျင်သွားပြီကိုမိုဟင်းကတိတ်ကြိုက်တာကွာဒါဖြင့်လဖိရီဆိုင်မှာပဲတခုခုတော့အနီးပတ်ဝန်းကျင်တွင်လဖိရီဆိုင်ခက်ကြီးကြီးမရှိပါလမ်းအကျယ်တစ်ခုနှင့်ဘေးလမ်းကြားဤတောင်စွန်းတွင်ရောင်းသောပလက်ဖောင်းဆိုင်ကလေးသို့ခေါ်သွား၏ ီဆိုင်ကအစင်အပြင်ရောအစားအသောက်ရောခက်ညံ့ညံ့ပဲကွာဒါပေမဲ့ယုံနာနီနီထိုင်မှကောင်းမယ်လေကိုမင်းကိုလိုက်ပို့ပြီးရင်ယုံကိုကမန်ကရန်ပြေးရအောင်မယ်နောက်နေ့ကြတော့မှကော်ဖီလဖက်ရီကောင်းကောင်းရတဲ့ဆိုင်ကိုလိုက်ပို့ပေးမယ်ဟုတ်လားရပါတယ်ကွယ်တို့ကအကောင်းနဲ့အညံ့သိပ်မခွဲတတ်ပါဘူးကြုံတယ်လို့ပဲပေါ့နန္ဒကနောက်တစ်ကြိမ်တအံ့တအောရေပြန့်ဤဟာဒီနေရာမှာလဲ ိုနဲ့ဆန့်ကျင်ပြန်ပြီပိုကအကောင်းနဲ့အညံ့ကိုခွဲလဲခွဲတတ်တယ်အကောင်းလဲတိတ်ကြိုက်တတ်တယ်သူမယုံပါသည်သူ့အတွက်လက်ဖက်ရည်မှပြီးဇောပါတော့မလဲမမေးပဲဇောအတွက်ကော်ဖီမှသည်သူမမုတ်မစားနိုင်ပါရင်ထဲမှာဟာနေသလိုကတုံကရင်ဖြစ်နေတော့လဲကော်ဖီတစ်ခွက်နဲ့ပင်ဝသွား၏ရင်တလက်လက်ခုံလျက်သူ့လက်ချောင်းများကိုသူမငေးမောနေမိသည် ။ငယ်စဉ်ကတည်းကတွယ်လျနုညံ့သည့်လက်ချောင်းများဖြစ်သည်။ယခင်ကလိုမှွေးရင်းများမှာရွှေရောင်လက်ဆဲ။အင်ဂျီအဖြူလက်ရှိဖြင့်အမဲတွေ့ခဲ့ပူးသောနန္ဒာဤလက်မောင်းတို့ကိုစပိုရှက်လက်တို့အောက်မှပထမဦးဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်လေသည်။ချောမှု၍ဖြူဝင်းသောတတောင်စစ်အထက်နားစီတွင်ပြားစိခံခက်ညိုညိုအမာရုပ်ကလေးကထင်းနေသည်သူပါတန်ရရခဲ့ပါလေ နန္ဒာကတော့သူမကော်လံမှာတက်ထားသော ဖဲပွင့်အနက်ကလေးကိုကြည့်၍ပြုံးနေလေသည်မင်းအရင်ကလိုကလေးလေးလိုပဲတိလားတင်တင်စောတိတ်ချစ်စရာကောင်းတယ်အိုးသူမရင်နွေးပကံကိုအောက်တို့ကမန်းကရန်ပြန်ချပစ်လိုက်ရသည်နန္ဒာကတော့သူမစစ်မကျင်ပြောလိုက်မိမှန်းတတိယပုံမပေါ်ပါကဲပြောစမ်းမအောင်၁၇နှစ်အတွင်းမင်းရဲ့အထုပ်ပတ်တီကိုပြောစရာတိတ်မရှိပါဘူး မန္တလေးစစ်တပ်ကတို့တက်ရတယ်1983မှာဆရာဝန်ဖြစ်တယ်ရေနံကျောင်းမှာပဲစေခန့်ဖွင့်တယ်1985ခုနှစ်ကမိမိဆုံးသွားတယ်အခုဖေဖေနဲ့တို့နဲ့နှစ်ယောက်ထဲကောင်းပြီကို့အကြောင်းကတော့ဒီလိုအတူချုပ်ပြောလို့မရဘူးနည်းနည်းရှည်တယ်ညနေရုံးစင်းမှပြောပြမယ်အခုတို့၆ထက်ရုံးကိုသွားကြစို့ရုံးတတရားထက်တို့ရောက်တော့အခါ9:30မိနစ်ရှိနေပြီ။ နန္ဒကရှေ့မှခေါ်သွားပြီးသူလက်မှတ်ထိုးခိုင်းသောစပွဲမှလက်မှတ်ထိုး၍မှတ်ပုံတင်ပြကဝင်ခွင့်စာရွက်ထုတ်ရလေသည်ဖြီဆိုရန်ဌာနပညာရေးတက္ကသိုလ်ဟူ၏ပညာရေးတက္ကသိုလ်ကိုတို့တကားမှမရောက်ဘူးဘူးနန္ဒနန္ဒကခေါင်းတစ်ချက်ညိတ်ကရေမောပြန်သည်ဂျုံမာတဲ့ဒါပေမဲ့မပူပါနဲ့မနှက်ပြန်စနေနေပဲကိုတို့ယုံပိတ်တယ် BED အထိကိုလိုက်ပို့မယ် အခုမင်းဘယ်သွားစရာရှိသေးလဲမရှိပါဘူးဒါဆိုရင်မင်းကြီးမြင့်တိုင်ကိုပြန်တော့ကိုဘတ်စတန်းထိလိုက်ပို့ပေးမယ်ဟာမလိုပါဘူးရပါတယ်ဒီလမ်းကတန်းနာလမ်းမဟုတ်လားဒီလမ်းကြော်ရင် မဟာဗန္နုလာလမ်းမဟုတ်လားအဲ့ဒီကကြော်ရင်မဟုတ်သေးဘူးဒီလမ်းရဲ့မြောက်ဘက်ကကုံတယ်လမ်းအဲ့ဒီရဲ့မြောက်ဘက်ကမှ မဟာဗန္နုလလန်းအဲ့ဒီရဲ့မြောက်ဘက်ကမှအနောယထာလန်းအဲ့ဒီကနေ မင်းကားစီးရမှာလာပါကွာပို့လိုက်ပို့ပါမယ်သူကရှေ့ကလှည့်ထွက်မိဟန်ပြင်သည်နန္ဒယုံကအကိုနာကြီးဆိုတိတ်နှောက်ကြနေပြီဘာယုံလဲကိုတောင်းမှန်ရမှာပေါ့ဂျပန်ကုမ္ပဏီကဖွင့်ထားတဲ့ယုံကသူတို့ကတိကျတယ်ယုံချိန်တော့ကြရင်တောင်းပန်လို့ကိုမဆုံးတော့ဘူးဒါပေမဲ့မင်းရောင်နှန်းနှန်းဖြစ်နေမှာစိုးတယ်။အိုးဒီအတိုင်းတက်တက်လျှောက်သွားရင်တစ်ချိန်ချိန်မှာဘယ်ဘက်ကိုကြီး ကားတွေသွားနေတဲ့အနောယထာလန်းကိုတွေ့မှာမဟုတ်လား။နန္နာကခေါင်းမော်လန်၍ရေပြန်ပါသည်။သူမရှက်သွား၏။ဘာလဲ၊သူပြောတာမှားသွားသလားယင်။မမှားပါဘူး၊မှန်ပါတယ်။ကိုသဘောကျလို့ပါ။ okay ကိုယုံကမကိုလန်းအောက်ဆုံးဘလောက်မှာမင်းမှတ်တမ်းရှိရာအနည်းဆုံးရှောက်ဖို့ဒီလန်းကနေသွားတော့လမ်းဖြတ်ကူးရင်တတိထားနော်။အော်နေအောင်ညနေရုံစင်းရင်ကိုတို့ဘမဆုံမလဲ။ မင်းအိမ်ကိုလာခေါ်ရမလားကိုအဲ့ဒီကိုနှစ်ခေါက်ရောက်ဘူးတယ်သူမတွေ့ဝေစွာစဉ်းစားနေမိသည်အကိုကြီးဤအိမ်ကနေဒစိမ့်ယောက်ျားတစ်ယောက်နဲ့အပြင်ထွက်လိုက်ဖို့သူမမစဉ်းစားရဲပါလာမခေါ်နဲ့တို့လာခဲ့မယ်လက်ဖက်ရည်ဆိုင်တစ်ခုခုကိုချိန်မင်းဘယ်လက်ဖက်ရည်ဆိုင်ကိုတိတယ်လဲစောမဖြေတတ်ပါစူးလေဖျားလန်းကိုမင်းတိမှာပေါ့ရုပ်ရှင်ယုံတွေဂုံတို့ပပဝင်းတို့ရှိတယ်လန်းအင်း ိတယ်တိတယ်ဂုံယုံဘေးကစီးဆိုင်မှာစီးနှခါထုတ်ဘူးတယ်ဒါဆို မင်းလက်ရွေးစင်လက်ဖိရည်ဆိုင်ကိုတိမှာပေါ့အဲ့ဒီစီးဆိုင်နားကလေအဲ့ဒီလက်ရွေးစင်လက်ဖိရည်ဆိုင်ကိုလာခဲ့ညနေ၄နာရီမှာရုံးစင်တာဆိုတော့ကိုလမ်းလျှောက်အောင်မာနဲ့ဆိုရင်မင်း၄နာရီ55မိနစ်အရောက်လာခဲ့ရပါမလားရပါတယ်လက်ရွေးစင်၄နာရီ55မိနစ်နော်အေးမင်းစောရင်တခုခုမှပြီးတောင့်နဲ့ ဟုတ်ပြီနော်ထို့နောက်သူချကနေလှည့်ထွက်သွားသည် သူမနောက်ကနေရက်ကြည့်ငေးမောနေခိုင်းသူကတော့လုံးဝနောက်ပြန်လှည့်မကြည့်ပါအေးလေအံ့ဩစရာတော့မရှိပါဘူးကိုကမဂဇင်းနဲ့နဲ့ပါပါဖတ်တာကလွဲရင်မြမဝိတ္ထုမှတိတ်မဖတ်ဖြစ်ပဲနင်းဟာလေငငယ်တုန်းကလိုပဲတိတ်ကြီးကျယ်တုန်းမှာပဲလားနန္ဒဇော်သူ့ကိုမျက်စောင်းထိုးပစ်တော့သူပြုံးရယ်လိုက်လေသည်မဟုတ်ပါဘူး ကိုကအကျင့်မရှိလို့ပါဖြိုးကျော်ပြောလို့မင်းဝိတ္ထုရေးနေတယ်ဆိုတော့မှမင်းရဲ့ကလောင်နံမေကိုမေးပြီးမင်းဝိတ္ထုတွေလိုက်ရှာဖတ်ဖြစ်တယ်ပြောပါအောင်ဘယ်နဲ့နေတယ်လဲတပုတ်နှစ်ပုတ်ကလွဲရင်ကောင်းပါတယ်ကိုအကျိုက်နဲ့ညီတယ်မစိုးပါဘူးမင်းကိုဒီလောက်အထိမျှော်လင့်မထားတာအမှန်ပဲဒါပေမဲ့မင်းဝိတ္ထုတဲကဇက်ကောင်တွေကမျက်မှောင်မဆန်ဘူးစိတ်ဆိုးကြင်လဲဆိုသူမခေါင်းရမ်းလိုက်ဤမစိုးပါဘူး မြန်မာမဆန်ဘူးလို့လူတွေပြောကြတာများပြီဘက်နဲ့လဲအမေရိကန်တိတ်ဆန်နေသလားမဟုတ်သေးဘူးကွအမေရိကန်မဆန်ပါဘူးပြင်သစ်ဆန်တာသူမအံ့ဩသွားဤမင်းပြင်သစ်ဝတ္ထုတွေတော်တော်များများဖတ်ဘူးလားဟင်အင်းမဖတ်ဘူးပါဘူးကမှုဝတ္ထုမြန်မာပြန်တွေလောက်ပဲဖတ်ဘူးတာ sat yo ဖတ်ဘူးလားဘသူ sat yan paw sat လေး နန္ဒကသူမကိုတလုံးချင်းအတန်ထွက်ပြသဖြင့်ဇောသဘောကျစွာရယ်လိုက်ပြီးခေါင်းရမ်းလိုက်၏ဟင့်အင်းနှစ်ပုတ်ပဲဖတ်ဘူးတယ်မြမပြန်ပြီးသားတစ်ပုတ်အင်္ဂလိပ်ဘာသာပြန်တစ်ပုတ်ဘာဖြစ်လို့လဲနင်ကြိုက်လို့လားကမူးလောက်မကြိုက်ပါဘူး तू ကပိုပြီး serious ဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့ဘဝနဲ့ပတ်သက်တဲ့အမြင်တွေကတော်တော်ဖျားဖို့ကောင်းတယ်နော်မင်းဖတ်တဲ့မြမပြန်ကဘာလဲ နမဲကြီးအောင်လှုပ်နီးတဲ့ဘယ်သူဘာသာပြန်လာလဲတောင်မှေ့သွားပါပြီသူကကော်ဖီပကန်နရံကိုလက်သေးပြင်တတောက်တောက်ခောက်လျက်ခေါင်းတစ်ချက်ဆက်သည်မမေ့နဲ့လေညတန်းတင်ဘာသာပြန်လာပါကိုကတော့အဲ့ဒီဝိထုကိုတိတ်ကြိုက်တယ်ကိုပြောရင်မြင့်အံ့ဩမှာပဲအဲ့ဒီဇက်လိုက်ကိုကိုရေလဲရေချင်တယ်တနာလဲတနာတယ်တိလားဟင်အင်းတို့တော့မကြိုက်ပါဘူးဘယ်နဲ့ သူ့နာမည်ကြီးချင်တာနဲ့ပဲအပြစ်မရှိတဲ့လူတွေကိုလိုက်တက်ရမယ်လို့သူကရင်မောလေသည်သူကလူတွေကိုလည်းတိတ်မုံတာကိုကသူလူမုံတဲ့အချက်လက်တွေကလည်းခတ်ကြောင်ကြောင်ပေမဲ့တကယ်တွေးကြည့်တော့ကိုချင်းစာနိုင်ပါတယ်နောက်ပြီးဘဝမှာဘာမှကြော်စုံးမှုမရှိတဲ့တုံညတက်တက်လူတယောက်ရဲ့ခံစားချက်မျိုးမင်းနည်းနည်းလေးမှခံစားမကြည့်ဘူးလို့ပါဘယ်ခံစားရမလဲမင်းဟာမင်းဘဝမှာ အကောင်းဆုံးတွေကိုကြည်ရခဲ့တယ်။အေးလေအကောင်းဆုံးလို့လူတွေသတ်မှတ်ထားတဲ့အရာတွေကိုပေါ့။အိုးဒီလိုမပြောပါနဲ့နန္ဒရဲ့။အဲ့ဒီအကောင်းဆုံးဆိုတာတွေကိုရဖို့တို့ဘလောက်စူးစမ်းခဲ့ရတယ်ထင်တယ်လဲ။လောကမှာအကျိုးဆိုတာအကြောင်းရှိမှရလာမှာပဲ။သူကတင်တင်စော်ဤဒေါပွားသွားသောမျက်နှာထားကိုမျက်တောင်မခက်ပဲငေးဆိုင်ကြည့်၍ခေါင်းတစ်ချက်ညှိကပြုံးလေသည်။โอเค တို့ညင်းမနေကြဆိုးနဲ့ကွာတို့နှစ်ယောက်အခုမှပြန်တွေ့ကြတာတို့ပျော်ရွှင်ရမယ့်အချိန်တွေကိုစကြောင်အပြည့်စည်းမခံနိုင်ဘူးဟုတ်ပြီလားလာထအေးအေးချမ်းချမ်းရှိတဲ့တနေရာကိုသွားကြမယ်ဇော်တို့နှစ်ယောက်လက်ရွေးစင်ကပီးထဲမှ ထွက်လာခြင်းတွင်9နာရီထိုးရန်10မိနစ်အလိုဖြစ်နေပြီစူးလီဖျားလန်းဤညနေခင်းသည်မူးနှောက်ဆရာကောင်းလောက်အောင် ကားများလူများရှုပ်ထွေးစူညံလျက်ရှိသည်တင်းတင်းသောဘယ်သွားကြလဲ ဘယ်နေရာအေးချမ်းတယ်လဲလူတွေတိတ်မရှုံမဲ့နေရာအဲ့ဒါတော့ဖျားပဲရှိတာပဲဖျားတောင် ရွှေတကုံနဲ့စူးလေက လူသိစီကားတယ်လာကွာကိုဘိုးတထောင်ဖျားကိုလိုက်ပို့မယ်မင်းရောက်ဘူးလားဟင်အင်းကာနာလန်တို့ဆင်း၍ဘတ်ကားစီးကဖျားတို့အတူ သွားကြပါသည်ညနေခင်းဖြစ်၍ဘတ်ကားမှာလူကြက်လာတော့ကြောင်းသောနှင့်နန္ဒာကိုလုံးချင်းထီနေသည်သူကိုကဆက်ပြားနှံ့လားရေမွေးနှံ့လား လက်ဆက်သည့်အနံ့မိမ့်မိန်ကလေးရသည် ဆိုးရွားလာသောအကြောင်းတစ်ခုမှာနန္ဒကစကားငုံ၍ပြောလိုက်တိုင်းသူမဤစပင်နှင့်နန္ဒမျက်နှာနှင့်ထိထိသွားခြင်းပင်ဖြစ်သည်သူမခေါင်းမလျှော်ရတာနှစ်ပတ်လောက်ရှိသွားပြီမဖြစ်ပါဘူးအခုညက်နေပြန်ရောက်ရင်ခေါင်းလျှော်အောင်မှာပါ သူမဤစပင်များ ဖုံစောကြီးစောနန်နေလင်မခတ်ပါလားနန္ဒဆိုတာအလွန်အသက်အပြန့်ကြိုက်တဲ့လူကို ဒီနေ့နေ့လဲ break time မှာ coffee နဲ့မှုတ်စားပြီးတော့တခြင်းညှိမိသေးတယ်ကွ။ဘာတခြင်းလဲတိကျင်လား။ဟင်အင်းမတိကျင်ပါဘူး။သူကအတန်ထွက်ရေမောရင်မရဘူးမတိကျင်လဲကိုပြောရမှာပဲဟုစွစကားဆက်၏။ကဲပြောပြောဒီလောက်တောင်ပြောချင်နေရင်သူမခက်ဆောင်ဆောင်ခွင့်ပြုတော့သူကစိန်လွင်ရဲ့တခြင်းဟုတိုးတိုးလေးပြောသည်။ငဲနမ်းမီလေးခက်မိမိတဲ့။အင်းထင်သားပဲ ဒါပေမဲ့ကိုကတော့မင်းနာမည်ကိုဘယ်တော့မှမမေ့ပါဘူး။ကို့ထမင်းဘူးကိုတွန်ချတဲ့ကောင်မလေးပဲ။ဘယ်မေ့နိုင်ပါမလဲ။မဟုတ်ဘူးလား။ဇော်မျက်နာပူစွာရေမောလိုက်မိ၏။ဖျားရောက်တော့ဖျားကိုမကတော့ပြစ်ကြသေးပဲလက်ကန်တို့အရင်ခေါ်သွားသည်။မင်းလက်တွေကိုသဘောကျသလားလို့။အိုးပောက်တကရတို့အမုန်းဆုံးတတဝါဟာလက်ပဲတိလား။နန္ဒကတဟာဟာရယ်လီသည်။နန္ဒခဏလေး ဒီမှာထိုင်ရအောင်နော်ထိုင်လေပေါင်ကူတတားဤတစ်ဖက်ရှိတရားတစောင်းခတ်သေးသေးဤမျက်နှာစာကဝရန်တာများ ကာထားသည်ဇင်းကြံတောင်စုံလေးမှာ သူမတို့နှစ်ယောက်ထိုင်လိုက်ကြသည်ကြိုးစမ်းမအောင်ချိုးနဲ့ဘလူတွေ့တာလဲသူ့လက်ထဲမှာကင်ထားသောအနက်ရောင်တရေပုံးမှတ်တမ်းစာအုပ်တည်တည်ရှိရှိကလေးကို သူမငေးဆိုင်ကြည့်ရင်းမေးလိုက်သောအခါ သူ့မျက်နှာတီကြည်သွားဤမင်းထဲမှာတွေ့တာပဲ ူကသူ့ကောင်မလေးနဲ့တွဲပြီးပုံဖို့နောက်ဘက်ကနေထွက်အလာထို့နောက်စကားဖြတ်လိုက်ပြီးတတိယသွားသလိုပုံစံမျိုးဖြင့်သူမဤမျက်နာကိုချက်ခနဲ့လှည့်ကြည့်တော့ဇွန်အနှဲငယ်ပြုံးလိုက်မိသွားသည်သူ့ကောင်မလေးကိုမင်းသိရဲ့လားဟွန်းမြင်တော့မမြင်ဘူးပါဘူးမေလက်မြိုင်းတဲ့အေးဟုတ်မှာပေါ့နာမည်တော့ကိုလည်းမသိဘူးကိုကအင်းလျာဘက်အထွက်သူတို့ကကိုမို့ဘေးကနေအလား တို့မျက်နှချင်းဆိုင်စုံမိတာပဲထူးဆန်းတာကကိုတို့တယောက်ကိုတယောက်မှတ်မိကြတယ်ကိုလဲသူ့ကိုဖြိုးကြော်မှန်းတိတိချင်းတင်းတင်းစောပဲရောက်နေလဲလို့ချက်ချင်းမေးမိတော့တာပဲဒီအထိမင်းယုံရဲ့လားဩခတ်နေပြီယုံမာတဲ့နန္ဒရဲ့အဲ့ဒီတော့ तू ကဘာဖြစ်တယ်ထင်လဲတင်းတင်းစောရေနံချောင်းမှာရှိလိမ့်မယ်တဲ့ तू နဲ့အဆက်အသွယ်မရှိတော့တာနှစ်နှစ်လောက်ရှိနေပြီတဲ့အဲ့ဒါညာတာ အေးလေကိုလဲထင်ပါတယ်ပထမတော့သူ့ကောင်မလေးရှိမှုဒီလိုဖြည့်တဲ့ထင်တာပေါ့ဒါနဲ့ကိုသူ့လိပ်စာတောင်းလိုက်တယ်ဒီကောင်ကသူ့လိပ်စာကိုမပေးချင်ပေးချင်နဲ့ပေးတာကွတိလားကိုလဲနောက်တနေ့ညချက်ချင်းသူ့စီသွားတော့တာပဲအဲ့ဒီမှာနှစ်ယောက်ချင်းမေးတော့လဲသူဒီလိုပဲဖြည့်တယ်ကိုရိပ်မိသွားတာပေါ့တကယ်ဆိုသူ့မှာလဲသူ့အတွဲနဲ့သူပဲ မင်းလိစာလောက်တော့ကိုကိုပေးတဲ့နဲလို့ကိုထင်တယ်လေဒါနဲ့ပဲသူ့ကိုတိတ်မခင်မိပေမဲ့သူ့စီခဏခဏဖုန်းဆက်သွဲချိမ့်မိတယ်မင်းအကြောင်းတဲနွန်စားရမလားလို့ဒီအထိရောမင်းယုံရဲ့လားอืมမယုံတယုံပဲဟာကွာတေလိုက်ပါတော့သူကအတန်ထွက်ညင်းညူရင်ရေမောနေလေသည်အမှန်ကညနအတွေ့ချော်နေတာရေနံเจ้าမှာဒေါက်တာတင်းတင်းစောနာမည်နဲ့ ဆရာဝန်ဘယ်နှယောက်ရှိမှလဲနင်တကယ်စာရေးဆက်သွဲခြင်းနဲ့ဆိုရင်လေ သူကတင်တင်ဆော့ကိုမျက်လုံးပြူးလျက်ကြည့်သည်ကိုအဲ့ဒါကိုလုံးဝမတွေးမိဘူးကို့မှာမင်းလိပ်စာကိုတည်ရပါမယ့်အကြောင်းချိုးကျော်ကပ်ပေါင်းနေရတာသူကလည်းမင်းတိတဲ့အတိုင်းတိတ်ကြည်လင်တာမဟုတ်ဘူးလေတိတ်လဲအပူမကက်ရဲဘူးငငယ်ကလိုလက်တီတို့ကျင့်နေရမှာစိုးလို့နှစ်ယောက်သား တယောက်မျက်နှာတယောက်ပြန်တူကြည့်ကရေမောမိသည်အဆအဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်း၁၄ကိုဒီမှာပဲရက်နာပြရစီရှင် နောက်လာမယ်အပိုင်း၁၅ကိုလည်းဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင် နောက်ထပ်နောက်ထပ်တွေမှလည်းစိတ်ဝင်စားစရာကောင်းတဲ့အစာပေတွေပညာပေးသုတရတဆောင်ပါတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ခန်းစားပေးကြပါအောင်ရှင် ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်